အားလုံးပဲမင်္ဂလာပါရှင်။ရွှေသေး Audiobook Channel မှာ ပြန်လည်ကြိုဆိုပါရစေ။ဒီ Channel မှာက1982ခုကစတင်ထုတ်ဝေပြီးပေကူလာမဂဇင်မှာဖော်ပြခဲ့တဲ့ယသဝတ္ထုတွေကိုဖတ်ကြားတင်ဆက်မှာဖြစ်ပါရစေရှင်။ကျမတို့ရဲ့ရွှေသေး Audiobook Channel ကို Like and Subscribe ပေးဖို့လည်းတောင်းဆိုပါရစေရှင်။အခုဖတ်ပြမယ့်ဝတ္ထုကအမှတ်133 Match လား1992ခုနှစ်ကပေဖူးလာမဂဇင်းမှာဖော်ပြခဲ့ပြီး ဆရာဆွေဦးမြင့်ရေးသားထားတဲ့ရင်နှစ်ဆေးဆိုတဲ့ဝတ္ထုကိုဖတ်ကြားတင်ဆက်မှာဖြစ်ပါရရှင်။နားဆင်ပြကြပါအောင်ရှင်။ ချင်းနှစ်စေအဖေအဖေတိတ်မောနေဖြည်းဖြည်းနာရင် ရှောက်ခဲ့ပါလားသားတယောက်တည်းတွန်းသွားမယ်လေသားလေးစကားကြောင့်ရှိသမျှအမောတို့ပြေးလျားသွားသည်လိုက်ဖို့နေစေရင်ကြောင်းသားလေးကိုချက်ချင်းစကားမပြန်နိုင်နှဲတွန်းနောက်တန်းကိုစုပ်ခိုင်းထားသောလက်အစုံသည်အန်သေးကတုန်ခါနေသည်ဈေးရောက်ရန်အတော်လိုသေးသည် နားဖို့မဖြစ်နိုင်သေး သားတယောက်တည်းတုံလို့ဘယ်ရပါမလဲကွယ်ကုံလေးကအများကြီးအလေးကြီးပဲမဟုတ်လားတကားတန်ထဲတွင် နွမ်းဟိုက်မိုးလျာတန်အစုပ်ဤအာယူရှူဆိုင်တန်တို့ပါဝင်နေသည်မကြည်လင်မပြပြင်းသော တုံနှေးလေးကန်နေသောကိုစကားကိုအာမရသားလေးကတော့ရပါတယ်အဖေရဟူပြောပြီးတိုက်တိုက်တွတွနာခိုင်းနေသေးသည်သားလေးရဲ့အဖေမင်းကိုဒီထိခေါ်လာပြီးဒီလောက်ခိုင်းနေရတာကိုပဲ လုံလုံးနေပါပြီကွာအရွယ်နဲ့မမျှအောင်ငါသားလေးပြင်းပန်းဆင်းရဲနေရရှာပါလားဟုစိတ်ထဲမှပင်တူတူညီးလိုက်မိသည်လမ်းတစ်လျှောက်မှာတောက်ပြောင်ဝေစားနဲ့ကလေးတွေကစားပြော်မျိုးနေသောကလေးတွေကိုမြင်လိုက်ရာတိုင်းထိခိုက်တာခြင်းခဲ့ရသည်ထိုတက်တူရွယ်တူကလေးတွေနဲ့ဘဝချင်းခြားနာနေသောသားလေးအတွေ့ရင်နစ်ခဲ့ရသည်ဟာအဖေတန်လန်တကားကြီးပိတ်ထားလို့ ရှေ့မှာကားတွေရပ်ထားရတယ်အတော်ပဲအဖေအမောဖြေလို့ရတာပေါ့တားလီဤဝမ်းသာအာရအပြောကြောင်းအတွေ့တို့လွင်ဆင်သွားသည် ဟုတ်ပါရဲ့ရထားဖြတ်မောင်းမှမဟုတ်တန်လန်းတကားကိုပိတ်ထားသဖြင့်ရန်နာထားရသောကားတန်းရှည်ကြီးအားမြင်လိုက်ရသည်ကုံစိမ်းနောက်ကျသဖြင့်ဈေးတွေ၏ညူညင်မှုပိုင်ရှင်ကုံတွေ၏အဖြစ်တည်မှုတို့ကြုံတွေ့ရမည်ဖြစ်၍ဒီအဖြစ်မှာစိတ်ညစ်ညူးစရာကောင်းလာတော့လေလောလောဆယ် ဖခင်အနားယူနိုင်မည်အတွက်သားလေးခမဝမ်းမြောက်ဝမ်းသာဖြစ်နေရှာသည်။အော်သားလေးရေအမှန်ကကြမ်းကြမ်းမာမာနဲ့အားကောင်းမောင်းတဲ့တွန်းနိုင်ငယ်လျင်တကားပိတ်ချင်ကိုမကြုံနိုင်ပါ။အတူထွက်လာခဲ့သောလှဲများမှမြင်အောင်မမြင်ရတော့ပြီပဲ။ဈေးတဲ့များဤအပြစ်တင်တဲ့လှုပ်ရှင်ဤစူပူမှန်မဲတန်တို့ကိုချူတင်ကြားရောင်နေမိတော့သည်။မခန့်ကျင်စိဖြစ်ရမည်ထက်ဒီလိုမကြာခဏနောက်ကျနေ၍ အခြားလူသစ်တယောက်အစာထိုးလိုက်လေမလားဟုသောပူပန်စိတ်များသာပြန့်နှံ့ဆိုးမိုးနေကြသည်တိုးရှိုးတောင်းပန်ရဲ့စကားလုံးတွေကိုလည်းရွေးချယ်စဉ်းစားနေမိသည်တကားပိတ်ထတာကြာလာပြီယထာကအခုဒီမဖြတ်သေးဘူးနော်တားလေးဤငင်းညူရေရွတ်တန်းသူလည်းကျွန်တော်လိုပင်တွေးတောပူပန်နေလိမ့်မည်အော်သူခမရကုံစိမ့်လေတွန်တဲ့ငါးလာကျော်လောက်ရှိနေပြီကိုကြုံတက်မြဲအခက်အခဲတွေအတွက် နားလေပူပန်တက်နေပြီပေါ့လေနဘေးကားတချို့ပေါ်မှာမန်ထန်သည့်ညင်းညူတဲ့များလွင့်စင်ခုံထွက်ကြလာသည်အင်းရောက်သည်နှင့်ဟန်ပင်မဆောင်နိုင်ပဲခြေပြက်လက်ပြက်လှဲချမိလိုက်သည်ဇနီးတဲ့ခတ်ပြီးသောတောက်ရည်ကိုတငုံနှငုံမြသာတောက်နိုင်ပြီးခွက်ကိုနဘေးချထားလိုက်ရသည်ခူးခတ်ပြင်ဆင်ပြီး ထင်းထင်းဆိုင်ရန်ခေါ်လာသောဇနီးတဲ့ကိုမြင်းဆန်ကသားလေးကိုအရင်စားနှင်းစေလိုက်သည် အဖေနှင်းမစားမည်ဟု သူကဆိုနေသေးသည်ငင်း၍နေရာသည့်အစုံမှာတော့သူတယောက်တည်းစားနေလေသည် တလှိုင်းလိုက်ဆိုးတက်လာသောရင်ထဲမှာဘာအစာကိုမှစားခြင်းစိတ်မရှိမိမောအနာယူရတာနေခြင်းသည်တော်တော်လေးကြာမှ အနေအကျင်းများစားပြစ်ခြင်းနဲ့စားပြစ်လိမ့်မည်ဒီအတိုင်းတမင်းနှမေးပြောသွားပြီး မိုးလင်းသွားခြင်းလဲသွားလိမ့်မည်။အော်ဒီလိုညမျိုးတွေကမနေတော့ပြီပဲလေ။ကျွန်တော်လဲလျောင်းနေရသူဇနီးတဲ့ရောက်လာကစိုးရင်တတိပေးပြန်သည်။ခဏလောက်နားပြင်ထမင်းစားလိုက်အောင်အိပ်ပျော်သွားအောင်မင်း။ဆရာဝန်ကအစားတောက်မှတ်မယ်စားဖို့ပြောထားတယ်မဟုတ်လား။အေးပါကွာ။တော်ကြနေတော့စားပါမယ်။သူကျင်နဲ့အောင်နှစ်သိပ်ပြီးစက်မိန်နေလိုက်သည်။ချက်ချင်းထမသွားသေးပဲစိမချဟန်ကျွန်တော်ကိုစိုက်ကြည့်နေပြန်သည် ကြုံလီသေးကွေးသောခန္ဓာရှိုက်တော့ရင်ကုံသောခါရုကိုကြည်၍သူစိတ်မကောင်းဖြစ်နေလိမ့်ဦးမည်။ရှုနာဆိုင်ကုန်းဟူသောစကားမှာကျွန်တော်တို့လိုအဆုတ်ယောဂသည်တွေဤပုံမှန်ကိုအတူဆုံးနှင့်အထီရောက်ဆုံးဖော်ကျူးထားသောစကားရပင်ယောဂစတင်အမြင့်တွေခဲ့သည်မှာပင်မြချခဲ့ပြီမသိအမြင့်တက်သိရှိပြီးစတင်ကူတာခဲ့သည်မှာတော့လွန်ခဲ့သောတစ်နှစ်ကျော်ခန့်ကပင်အသက်ရှင်နှော ၊တလိပ်စသည်တို့ကိုစစ်ဆေးသည်။အမည်နာမည်ကြီးလာသည့်အဆုတ်ယောဂခေါ်တီဗီယောဂပိုကျွန်တော်ကိုယ်ရင်းမှာ အခြေချတည်ရှိနေပြီဆိုတာသိလိုက်ရချိန်တိုင်းညစွာဝန်နေသွားမိသည်။အရွယ်မရောက်သေးသည်။သားသမီးလေးယောက်ရှိရေးကိုတွေးပူပန်သည်။အပူအအေးကိုမြကိုခံစားခဲ့ရသောခရီးပေါ်ချစ်စနီးရဲ့ရုပ်ပုံလွှာကုံကြမိစေဘွားကများ ရှာဖွေရုံးကံရဲ့မလုံလောက်မပြည့်စုံမီချုပ်တက်သောကျမ်းမရေမိတ်ဆက်နှောင့်ဖွဲလာသောအဆုတ်ရောဂါသည်ဘဝရှိရေးကိုချင်းချောက်တုံ့နှုတ်စေခဲ့၏ဒီနေ့ယထာဝင်နောက်ကြလို့လားရှင်တို့ပြန်လာတာမိုးချုပ်လိုက်တာစနေတဲ့ဤအမေကြောင့်အတိတ်အာယုံသည်ပြစ်စက်ခစေပြန်ရောက်ခဲ့၏ယထာကနောက်မကြပါဘူးကွာကုံတွေကလည်းနည်းနည်းပုံများငါတို့အလုံးလောက်တာကလည်းနှင်းနှင်းကွေးကွေးအေးပြီးတော့ ရထားတန်လန်းတကားအပိတ်နဲ့ကြုံလိုက်ပြီးရက်ဆောင်နေရတာနဲ့ပေါင်းပြီးပိုကြတော့မိုးချုပ်သွားတာပါကွာ။နောက်ကျနေလို့ပိုင်ရှင်ကဆုလိုက်သေးရဲ့လား။အေးပေါ့ကွာ။ထုံးစံအတိုင်းလူကြားထဲမှာအဟောက်ခံလိုက်ရတာပေါ့။သူတင်ဘက်ကမလဲဈေးသည်တွေရဲ့အဟောက်ကိုပါအစ်စ်ခံလိုက်ရသေးတာပေါ့။ကျွန်တော်စကားအဆုံးမှာဇနီးတယ်မျက်နှာညှိုးနှွမ်းသွားသည်။စိတ်မကောင်းမဖြစ်ပါနဲ့လေ။သူတို့ဘက်ကနေကြည့်တော့လေခုလိုပြောချဆိုကြတာမလွန်ပါဘူး။တကယ်တော့လူတန်းစီအောင် မလှူရှာမဖြတ်လတ်နိုင်တဲ့အကို့အပြစ်ပါကိုကိုကိုအားမရဘူးကွာနောက်လူတစ်ရှာပြီးငါ့ကိုမထုတ်ပြစ်လိုက်တာပဲကျေးဇူးတင်မို့ကောင်းနေပြီလေဟိုးရှင်ကလည်းကျမ်းမာရေးမကောင်းတာကိုအပြစ်ဖို့နေလို့ပဲဖြစ်ပါမလဲသူ့လိုလိုဖြစ်လာတဲ့ဟာကိုဘယ်သူကကိုယောဂတဲ့အဖြစ်ခံကျင်ပါမလဲလို့ပြီးတော့လူတစ်ကမယိုးသားရင်သူတို့ဆုံးရှုံးနေတာသွားမှာပေါ့လဲရဲလဲကြည့်ပါလားဟွန်းအတွေ့ခေါ်ရှင်ကြီးတဥပမာပြောဆုံးနေသောဇနီးတွေကို တစိမ့်သိမ့်ကြည့်နေမိသည်အင်းလေခလေးလေးရောက်မိခင်ဂုံစိမ့်လဲတွန်းသမအဆုတ်ရောဂါတဲ့ဤဇနီးပဲဘဝဆက်စရာတင်ပေးထားပြီးဖြစ်သဖြင့်ဒီမျှတော့တက်မြောက်ခဲ့ပြီပဲပေါ့ပြည်နဲ့တာရောယထာများကျွန်တော်တို့မြို့ဘူတာတို့စိုက်ရောက်လျင်မိမိဂုံတဲ့ဤဂုံစိမ့်ချင်းများကိုယထာရဲပေါ်မှဘူတာပြင်ပထီရောက်အောင်ထမ်းပို့တဲ့ချရသည်ရင်တို့ကုန်ချရနိုင်မြန်ဆန်ပြီးစီရန်လိုသဖြင့်ကုန်များလျင်များသလောက် ထန်းသမားများငှားလေးရှိသည်လောက်ကင်နေကြဖောက်တဲ့အထန်းသမားများရှိသည်ရန်ခါလူလူလျင်လဲဘူတာတဝိုင်း၌ထန်းဖို့ရန်အလုဆောင်တောင်းခံနေသောလူများရှိသည်ထို့သူကုံစိမ်းများချပင်းလင်းလာဝင်နေကြဖောက်တဲ့များကိုနေရာမှာပင်လက်ကားရောင်းသည်အခါစားရောင်းပေးမိအငှားစည်းတဲ့များကိုအရေးအတွက်နှစ်ပေးပြီးဈေးသတ်မှတ်ပေးလိုက်သည်ပစ္စည်းကုန်လျင်အရေးအတွက်တန်ဖိုးနှစ်အနည်းဝေပြန်အန်းစီသည် ရလာသည့်အမျက်အစုံထဲမှာသူစိတ်ကြိုက်ရောင်းပေးကပေးသည်အရင်နေ့မရှိသဖြင့်ခုလိုအငှားစေးတဲ့အလုပ်လုပ်ရရင်တောင်းပန်အောက်ကျုပ်လုတ်ကင်ခရရသည် ဖြစ်၍ပတန်တဆဈေးနှိမ်ပေးလို့လဲစောရကမတည့်ရဲ့ဒီလိုရောင်းခြင်းသဖြင့်လာရောက်စုံစမ်းဆောင်ဆိုင်နေသူများလဲဘူတာတဝိုက်မှာရှိနေကြသည်လေငကန်းသည်ငဆွေပေါ်လေးမပေါ်ဟုသဘောထားတင်းမှနိုင်ပေသည်ကျွန်တော်အလုပ်ကတော့ကုံများကိုလှဲပေါ်တင်ပြီး မျိုးစေးတစ်ဝိုက်ရှိဖောက်တဲ့ဆိုင်များသို့လိုက်ပို့ပေးရခြင်းပင်ပစ္စည်းလည်းလင်းနှစ်ခေါက်များလင်းသုံးခေါက်မြတွန်းရသည်20အစိမ်းရန်ခါ340အထိရသဖြင့်ဝင်ငွေမစိုးတော့လဲကိုယ်စိတ်ပင်ပန်းဆင်းရဲရသည်မှာညှဉ်းညူခြင်းစရာတလိုက်စစ်ချက်ကိုကြည့်ရှုပြီး ဆရာဝန်ပြောလိုက်သောစကားများမှာရှင်ကိုထွင်းဖောက်စိုက်ဝင်သွားသည်စူးတချောင်းပမာအပြန်လန်းတလျှောက်လုံးခြောက်ခြားတုန်လှုပ်ခွဲမြည်ဟီနေသည်ယောဂစစ်မှန်တွေ့ရှိသည်မှာစ၍ထိုးစေးနေ့စဉ်မှန်မှန်ထိုးခဲ့သည်မှာသုံးလတီတီထိုနောက်တလိပ်ပြန်စစ်ပြီးတပတ်လျင်နှစ်ကြိမ်ထိုးခဲ့သည်မှာယခုအခါ6လတီတီရှိခဲ့လေပြီအင်းမြဆေးထိုးပြီးဆရာဝန်ညွှန်ကြားသည့်အတိုင်းနေထိုင်လျင်အရှင်းမပြောက်တောင်မှ အကောင်းလေးပါသက်သာရမည်သို့သောယခုတလိထမှန်စစ်ချက်ရမှုမသက်သာမပြောက်ကင်းသည့်ပြင် ရှင်းသင်တိုးပွားလာသောယောဂဘူးလက္ခဏာများကို တွေ့ရှိနေရသည်ဖြစ်၍အပြင်းထန်ဆုလိုက်ခြင်းပင်ညွှန်ကြားပြောဆိုသည့်အတိုင်းမနေနိုင်ရင်လာမကုနေနဲ့တဲ့အချိန်ကုန်ဝေကုန်ပြီးစီးအာနေတဲ့ထိရောက်မှာမဟုတ်ဘူးတဲ့အချိန်မှန်မှန်အိမ်ကောင်းကောင်းစားသောတက်တက်တာတာအနားယူဖို့ဆိုသည်မှာ ကျွန်တော်ပြစ်စခတ်အခြေအနေနဲ့မိသူများမအပ်ဆက်လားလုံရသည့်အလုပ်ကိုကထံပိုးတယ်မှာအာဆိုင်တွုံယုံရသောအလုံးပြီးတော့ယထားဝင် နောက်ကျနေပြန်လင်းစောင်းရပြန်သည့်အတွေ့မိုးချုံညင်းနှမအိမ်ပြန်ရောက်ပြီးအနာယူအိတ်ဆက်ရသည်မဟုတ်လားကောင်းကောင်းစားဖို့ဆိုသည်မှာလဲအတွေ့အိမ်မက်တစ်ခုပမာမို့ညွန်ကြားချက်အလုံးစုံနဲ့မကိုက်မီနိုင်ခဲ့ပေထို့ကြောင့်စီးပညာရှုထောင့်မှကြည့်၍ စုပူမှန်မဲလိုက်သောဆရာဝန်ကြီး၏ကရုဏာဒေါသကိုခေါင်းငုံနှုတ်ပိတ်နေုံမှလွဲပြီးစင်ကြေစင်လက်မပေးရဲခင်ခွန့်လွတ်ပါဆရာဝန်ကြီးရဲ့ဖတ်တတ်သေးလည်းမဟုတ်ဘဲနဲ့စေးစာရွက်ကလေးကိုအတိတ်ပဲမဲ့သွားကြည့်ရှုနေမိသည်ဒါဟာကျွန်တော်အတွက်နောက်ဆုံးစေးပဲတဲ့မှန်မှန်မသာပြောသူလိုမနေရင်အသက်အန္တရာယ်ပျောက်ဆုံးထိခိုက်ဖို့ပဲရှိတော်သေးတယ်ဖယားဖယား တိုကက်ကျဲလောင်းသောရည်တံကြီးကိုကြားလိုက်ရသလိုလိုကျွန်တော်ကျွန်တော်မသေးခြင်းသေးပါငယ်ရွယ်နှုနယ်လှသောသားသမီးလေးတွေကိုစိတ်ချလက်ချပြစ်မထားနိုင်ခဲ့သေးပါမျက်ကွယ်ပြုလိလျူရှုမသွားရသေးပါဆရာဝန်ကြီးဤစကားရက်ထဲမှစေးအမိကိုတော့မှတ်မိသလိုလိုရှိသည်ပါတဲ့ဟိုအင်းအင်းယထယထဩမှတ်မိပြီမှတ်မိပြီ referring referring သူနဲ့တွဲတောက်ရမှာက ETV ဆိုလားပဲတန်ဖိုးတိတ်ကြီးသည်တဲ့နောက်ဆုံးဆင့်အသက်ငယ်သေးပဲတဲ့အသက်ငယ်သေးဆိုတော့လေထိုက်တန်စွာတန်ဖိုးကြည့်မြင်ရမည်ပုံအ ਨੇ ဆုံးတစ်နေ့အစိတ်ခန့် နေ့စဉ်တောက်ရမည်တောက်ရမည်ကာလကလည်း6လခန့်တစ်လ900ကျော်ကုန်ကြမှာပါလားတစ်နေ့အစိတ်ဝင်ခြင်းမျှကျွန်တော်ဝင်ဝင်နဲ့မိတို့အစဉ်ပြေနီးစပ်နိုင်မည်နီအတော့ပဲနေပြန်လင်းလဲ အိုးမတွေ့ရဲ့မမှန်စာရဲတော့အိမ်ပြန်လန်းသည်ခြောက်တွေ့လေးလံလုံးလှစွာဆိုရင်တော့ကရောက်ရုံမှအပါဘာမှတက်နိုင်မည်မဟုတ်သဖြင့်ဇနီးတဲ့ကို ဖွင့်ဟမပြောမီခြောက်ချားတော့နှုတ်စိတ်များဤတညာလုံးဖီစီမှုကိုအရင်အခြားသောမိတ်ဆွေတငယ်ချင်းများအားရှင်ဖွင့်ညီးဆိုခြင်းဖြင့်ဖြည့်ဖြောက်ရသည် မူလကလေးကကျွန်တော်ယောဂအခြေအနေကိုစိုးရိမ်မကင်းနေကြသူများမို့ယခုလိုအလုံးစုံကြသိလိုက်ရသောအခါထတ်တူနေပါ ရတဲ့မအေးနိုင်ကုန်ကြ သူတို့မှတဆင့်ဇနီးတယ်လဲသိရှိသွားခဲ့ပြန်သည်ဘာပဲဖြစ်ဖြစ်ကျုပ်ကိုပြောဖို့တော့ကောင်းတာပေါ့ခုတော့ဝမ်းနဲ့ကြေခွဲတဲ့နှင့်အပြစ်တင်သည်အတွေးကိုစီနှင့်အတန်ကြာကြာငိမ့်သက်စွာထိုင်နေမိကြသည်နောက်တစ်နေ့တွင် မိတ်ဆွေတငယ်ချင်းများကအဲ့ဒီရဖာရင်းနှစ်ပလင်းစုပြီးဝေလာပေးကြသည်လိုက်လဲနှွေထွေအပြုံများနဲ့အားပေးနှစ်သိမ့်စကားဆိုကြသည်စိတ်တက်မကြဘူးအကြောင်းပြောပြီးပြန်သွားကြသည်တငယ်ချင်းတို့ဤနောက်ကျောပြင်ကိုကြည့်၍ជីနူးជីကွဲလုံးသဖြင့်နှုတ်ဆွန့်လေးလံနေမိသည်အမိမဖော်တတ်နိုင်သော ပီတိဝေဒနာတို့ဖြင့်ရင်သည်လှုပ်ခါကြံရစ်သည်ဇနီးတယ်မှတဆင့်တည်သွားသော ရောက်ခမကြီးကလည်းဆေးများတပလင်းစီဖြင့်ရောက်လာခဲ့ပြန်သည်ထိုအချိန်မှာတငယ်ချင်းများပါရောက်နေကြသဖြင့်ပီတိဝေဒနာဆင်လောင်းကမျက်ရည်များပင်လည်လာရသည်ရောက်ခမကြီးကဝမ်းနေเสียမဟုတ်ပါဘူးကွာမိတ်ဆွေဆွေမျိုးသားချင်းဆိုတာကုညီရမယ့်ဝတ္တရားရှိတယ်တို့ရဲ့မင်္ဂလာတရားတော်နဲ့အညီမုံမြက်မှန်ကန်တဲ့အလုပ်ကို လုပ်ကြတာပဲမဟုတ်လားမျက်ရည်တွေကြားမှာမြင်ရသောနဘေးပက်လည်းရှိ ကျဉ်းနှမှုအပြုံးများကိုတသက်မေ့ဖြောက်ရနိုင်တော့မည်မဟုတ်ချေမေတ္တာစေတနာ၏ရလက်ကိုဒိဋ္ဌဓမ္မကြုံတွေ့နားလည်ခဲ့ရခြင်းပင်စေမှန်မှန်စာညွန်ကြားချက်နဲ့အညီအတတ်နိုင်ဆုံးနေထိုင်မည်ဟုပိုင်းဖြတ်သည်တရက်၂ရက်၃ ဤသို့ဖြင့်တပတ်မျှချင်းခဲ့သည်ကျွန်တော်တက်တာအနာရနိုင်စီရန်တချို့ရများနိုင်ဇနီးတဲ့နှင့်သားလေးတို့သာလှဲတွန်းသွားကြသည်ဘလူတာတာမရသဖြင့်မတက်တာသည့်အစုံသူတို့အလိုလိုက်ခါခွင့်ပြုလွှတ်လိုက်ရတော့လေမျိုးစုံတွေ့တော့စိတ်မချလာသားလေးပူအားဆိုင်ရမည်ပူပင်မန်းမည်ခရီးမတွင်နောက်ကြပံများသဖြင့်စုပူမှန်မဲမှုမျိုးစုံကိုခံစားရမည် ကိုယ်တိုင်သာခံရပါစေ။ဇနီးနဲ့သားကိုတော့သူတစ်ပါးအပြောဆိုမခံစေခြင်းပဲ။ပြီးတော့တီးမခံတတ်သောဇနီးကြောင့်ရံဖြစ်အလုလက်မဲ့ဖြစ်ကြလျင်အခဲ။ဒီနေ့လေအိမ်ပြန်နောက်ကျနေသဖြင့်လမ်းမကိုမျှော်ငေးပြီးကြည်နေမိသည်။ထမင်းစားထားနေရင်မှာခဲ့တော့လေလေးလံပူပင်နေသောစိတ်အစဉ်ကြောင့်စားချင်ခြင်းမဖြစ်လား။ဘာကြောင့်ရဲ့မသိရင်ထဲမှာမတင်မကြနဲ့လှက်လှက်တုံနေသည်။ အစာမက်စာလောင်တုံချင်းမျိုးလည်းမဟုတ်ထိုစင်မှာပဲသူတို့ပြန်ရောက်လာကြတယ်မှန်အိမ်မီးရောင်မှာမြင်လိုက်ရတော့ဇနီးတဲ့မျက်နှာမှာမကောင်းလားတားလေးကကောအိုးတားလေးမျက်နှာမှာလဲဝေဒနာတစ်ခုခုကိုနာကျင်စွာခံစားနေရဟန်ဖြင့်ရှုပ်မဲ့ညှို့ဤနေသည်ခြိုင်ခွဲဟောက်ပတ်နေသောမျက်တွင်းလေးများမှာလဲမကြည့်ရစရာတားတားဘာဖြစ်လာသလဲ လွမ်းလျားစွာထိုင်ချလိုက်ပြီးကျွန်တော်ကိုဇနီးတွေကအဖြေပေးသည်ဘူတာမှာကုန်နေချပြီးကလေးကတာလက်အောင်တလူလူနဲ့ဘာဖြစ်မှန်းမသိဘူးလို့ပြောတယ်လက်မြတ်သွားတာနေမှာပေါ့ကွာအေးပေါ် तू ကအဲ့ဒီလိုမပြောတတ်တော့ကျုပ်လည်းပေါ့ပေါ့ပဲတွေးပြီးနားဖို့မပြောမိဘူး तू ကလည်းရပါတယ်ဆိုပြီးတွန်းတယ်လေဒီလိုတွန်းလာခဲ့ပြီးဈေးမရောက်ခင်လေးမှာနာတယ်နာတယ်ဆိုမျက်ရည်တွေကျလာပါရောလက်ကိုကြည့်လိုက်တော့ရောင်ကိုင်းနေပြီလေသူစကားကြောင့် ตาလေးလက်ကို အမှတ်မထင်ကြည့်လိုက်မိသည်။အိုးညာလက်ဖြန်တစ်ခုလုံးရောင်းခိုင်းနေပါလား။ကြုတ်လဲပူထူပြီးဘာလုပ်လို့ဘာခံရမယ်မသိဘူး။လှဲ့ဆက်တုံးမှုဆိုတာတော့ဘယ်နည်းနဲ့မှမဖြစ်နိုင်တော့ဘူးလေ။နောက်မှအကြံရပြီးตาကိုလှဲ့ဆောင်ထားခဲ့ဈေးကိုပြေးပြောဈေးတဲ့တယောက်ခေါ်လာတွန်းခိုင်းရတာပေါ့။ပိုင်ရှင်ကဘာပြောသေးလဲ။ထုံးစံတိုင်းစူရာပူရာပေါ့။ဒီနေ့အခါတော့မပေးဘူးလုံနေတာ။ကြုတ်အတင်းပြောဘေးကဝိုင်းပြောမှပဲ။မပေးခြင်းပေးခြင်း 15ချက်ထုတ်ပေးတယ်။အင်းလက်ရောင်ကျင်းသားမကအဖျားပါဝင်နေသောသားလေးကထမင်းမစားခြင်းဟုဆိုသဖြင့်စံပြုတ်တစ်ခွက်ဝယ်ရင်တရုတ်ပရုတ်စီဘူးလေးတစ်ဘူးပါဝယ်ခဲ့ပြီးညင်သာစွာလိမ့်ပေးရသည်။လက်နှစ်ပိုးတက်လိုက်တိုင်းနာရဲနာရဲအဖေအားဟုညင်ညူရေရွတ်လိုက်သောသားလေးအတန်ကစိတ်ထိခိုက်စရာကျွန်တော်လဲထမင်းကိုဝင်းဒီဆိုယုံမျှသာစားနိုင်ပြီးသားကလေးဤ ဘဲဘဲဘေးမှာလဲချကယူရထွေးဖက်ရင်အိယာဝင်ခဲ့တယ်။ဇနီးတဲ့ကအခြားကလေးတွေပါတဲ့ရင်ကျွန်တော်တို့အသားဖဖက်တို့ပူပန်ငွေများဖြင့်လှမ်းကြည့်နေလေသည်။အဆက်မပြတ်နာကျင်ကြီးတွားနေသောသားလေးအတန်ကြောင့်တညာလုံးအိတ်မပြောနိုင်ခဲ့။သားလေးလည်းမအိတ်နိုင်။ဇနီးလည်းအိတ်မရရှာပင်။ရှီစုမဲစုငွေလေး15ချပ်မြှဖြင့်စီကံပြေးပြရသည်။စံသက်စီထူ တောက်ဆေးပေးစုစုပေါင်းငွေအစိတ်ကြတဲ့15ကျပ်သားပါသဖြင့်ထိုးစေးမထိုးပဲချမ်းရင်နေဆိုရာမနေတောင်းပန်ပြီးနောက်တနေ့လာပေးမိရကြောင်းယုံကြည်စိတ်ချနိုင်ရန်ဖတ်ပုံတင်ထားခဲ့ပါစေစသဖြင့်တင့်မတင့်တော်မတော်တွေးမနေအားပဲပြောမိပြောရာစွတ်ပြောနေခဲ့မိသည်ဆရာဝန်ကသဘောကောင်းသောကြောင့်သာတော်တော်သည်နောက်တနေ့ကြံငွေ30သွားပေးရမည် တ်ပုံနဲ့လဲယူမထားလိုက်ပါ။တားလေးဤလက်မှာဒီအတိုင်းကုရမဖြစ်ဓာတ်မှန်ရရမည်။ရိုက်ပြီးမှအချင်းတွေကိုကြည့်၍စက်ကုရမည်ဟုဆိုသည်။လောလောဆယ်ဓာတ်မှန်ရရသာညွှန်ကြားလိုက်သည်။မနက်ပိုင်းတလျှောက်လုံးနာကျင်ကြီးတွားနေသည့်တားလေးအနေထားကလည်းစိုးရိမ်စရာပဲ။ဓာတ်မှန်ရိုက်ကြည့်ရင်အသင့်လျော်ဆုံးပဲ။အထဲမှာအယိုးများကွဲသွားတာလားအစ်စ်ပဲလွဲသွားတာလားကျိုးချေသွားတာလား သဖြင့်ညံမမီနိုင်စွာပင်ဆက်ဆက်ကြည့်မိသည်အမှန်တော့သားလေးမှာနုနယ်ငယ်ရွယ်လွန်ပြီးအယိုအကြော်များတန်မာအောင်မည်မဟုတ်။အော်အရွယ်နဲ့မလိုက်အောင်အားဆိုင်ရုံးကန်ခဲ့ရတဲ့သားလေးရဲ့ တနေကုန်တညာလုံးစဉ်းစားတော့လဲအဖြေကမထွက်တငယ်ချင်းများထံထပ်ပြီးရင်ဖွင့်အပူမကတ်ချင်တော့တယ်လို့ဆွေမျိုးသားချင်းတွေကလည်းအားနာလှပေးပြီလောလောဆယ်ရာခနဲ့မြငွေကြေးပမာဏရှာဖို့ဆိုသည်မှာတဲခန္ဓာရတဲ့ကရေတဆက်ပမာပင်နေလေခင်အထိအဖြစ်ရိတ်ငွေမြပင်စဉ်းစားမရနိုင်ခဲ့တစ်ချက်တစ်ချက်အော်ဟစ်ကြီးတွားလိုက်တော့သားလေးအတန်ကစူးစူးကျင်ကျင် ရင်ကိုဖောက်ခွင်းပြီး စိုးရင်ဒုက္ခများအထုထိတ်ထိရောက်စေသည်ဓမ္မံရိုက်ခါစေးဆက်ကုရံငွေဒံယာရှင်ကြောင့်ပြင်းသောအဖျားဓမ္မံရိုက်ခါစေးဆက်ကုရံငွေငွေငွေတားလေးအတွက်စေးကုပုံငွေစိတ်ညင်ညူပြီးအော်ဟစ်လိုက်တစ်ခုခုအထလုံးပြစ်လိုက်ချင်လာသည်လုံးချာလဲမိုးကြက်လောင်ပိတ်နေသောအတိညာ၌အကြံတစ်ခုဖြတ်ခနဲဝင်သည်တုတ်တုတ်ချောက်ချားစေး စင်ကျင်အသိဉာဏ်တစုံတရာကပေချလိုက်တယ်။အကြံကပြန်ဝင်လိုက်ပေချလိုက်ပြန်ဝင်လိုက်ထပ်မံပေချလိုက်နဲ့အတွေးလွန်ဆွဲနေမိသည်။အိုးမိုက်တယ်ပဲစူးခြင်းစူးကြစေတော့အကြံအတိုင်းအကောင့်ထဲပေါ်ရန်ပိုင်းဖြတ်ပြီးထားလိုက်သည်။အိပ်ပြက်ပင်မနေရှာသောဇနီးမှာနေခင်းအားချိန်ကလေး၌အနားယူမိဆက်နေသည်။ထို့ကြောင့်ကျွန်တော်အတွက်လှောက်ရှားရလွတ်လပ်နေသည်။ ကျွန်ုပ်ကိုခွင့်လွှတ်ကြပါတော့စေတနာမေတ္တာတရားကိုစော်ကားမိရာမလိမ္မာရာကြနေလျင်ဖြင့်ခွင့်လွှတ်နားလျင်အချိန်တိုင်းအခါကတောင်းပန်ရုံမှတပါအခြားဖြည့်စီပွဲရာလမ်းမမြင်ပေတားလီအတွက်ရှိခုဖို့ငွေရရင်တခုသေးတော့ဥတီကျဖြင့်ဈေးကြီးစီတို့ဥတီခြေလန်းနေမိတော်သည်မလုံးမလဲလှစွာကိုကိုကိုပြန်ငုံကြည့်မိသည်တုံ့နှုတ်ချောက်ချားစွာ တဆက်ဆက်တုံခါနေသည်ကျွန်တော်လက်ထဲမှာတော့မကြမီငွေကြေးများဖြင့်ပြောင်းလဲသွားစေမည်တငယ်ချင်းများနဲ့ရောက်ခမတို့ကူညီဖြည့်ဆည်းခဲ့သောအသက်ငယ်စီခေါ်ရဖာဒင်းနဲ့ ETV စေဗလင်းကလေးများ ားဆင်ပေးတာကျေးဇူးတင်ပါတယ်ရှင်။အခုဖတ်ပြခဲ့တာကတော့ဆရာဆွေဦးမြင့်ရေးသားထားတဲ့ရင်နှစ်ဆေးဆိုတဲ့ဝိတ္ထုပဲဖြစ်ပါတယ်ရှင်။အမှတ်133မတ်လ1992ခုနှစ်ပေဖူးလာမဂဇင်မှာဖော်ပြခဲ့တာဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့ရွှေသေး Oribook Channel ကို Like and Subscribe ပေးဖို့လည်းတောင်းဆိုပါရစေရှင်။ကျမစိတ်လဲပါ။